တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး30မှ32နှစ်အထိဖြစ်ပါတယ်။ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး30တတ်တခါပွဲတော်ပြင်ဆင်ခြင်းတဖန် A frame မျိုးမနာရှိအမျိုးနှစ်တကွာဣတိရီလအမျိုးယူဒအမျိုးသားအပေါင်းတို့သည် ယေရုရှလင်မြို့ဗိမ္မာန်တော်သို့လာ၍ဣတရီလအမျိုးကြီးဖျားသခင်ထာဝရဖျားအားပတ်သက်ခောက်ပွဲကိုခံစေခြင်းမှာဟေဇာကိသည်စာရေး၍ပေးလိုက်လေ၏ဒုတိယလတွင်ပတ်သက်ခောက်ပွဲကိုခံခြင်းကရှင်ဘရင်သည်တိုင်ပင်၍မူးတော်မတ်တော်တို့နှင့်ယေရုရှလင်မြို့၌စီဝေးတော်သူအပေါင်းတို့သည်စီရင်ကြပြီးယေပရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်နိုင်မည်အကြောင်းကိုကိုတန်ရှင်းစွာမပြုကြသည်ဖြီသူဖြီသားတို့သည်ဂျေရုရှလင်မြို့၌မစည်းဝေးသောကြောင့်လွန်ခဲ့သောလတွင်ထိုပွဲကိုမခံနိုင်ကြရှင်ဘီရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည်ထိုအမှုကိုနှစ်သက်သောကြောင့်၎င်းကျန်းစာ၌လာသည့်အတိုင်းကြာမြင့်စွာသောကာလပတ်လုံးပတ္တခါပွဲကိုမခံသောကြောင့်၎င်းအရရတုကလာ၍ ဣတရီလအမျိုး၏ဖျားသခင်ထာဝရဖျားအားယေရုရှလင်မြို့၌ပတ်သက်ခေါပွဲကိုခံစေခြင်းမှာဣတရီလပြည်တစ်လျှောက်လုံးဘေးရရှိပါမြို့မှဆ ảy ၍ဒံမြို့တိုင်အောင်ကြောညာစီမိအကြောင်းအမိန့်တော်နှင့်စီရင်ကြ၏ရှင်ဘုရင်နှင့်မူးမတ်တို့ပြေးလိုက်သောစာကိုစာပို့လူလင်တို့သည်ယူ၍အမိန့်တော်အတိုင်းဣတရီလပြည်နှင့် ယူဒပြည်တစ်လျှောက်လုံးသို့ပြေးကြ၏စာ၌ပါသော စကားဟူမူကား အိုဤတေလအမျိုးသားတို့အာဗရာဟံအိဆာကြာကုတ်တို့ဤဖျားသခင်ထာဝရဖျားထံတော်သို့ပြန်လာကြလော့အာရှုကြီးရှင်ဘရင်တို့လက်မလွတ်၍ကြံ့ကျွင်းသေးသောသူတို့ရှိရာသို့ပြန်လာတော်မူမည်ဘိုးဘေးတို့ဤဖျားသခင်ထာဝရဖျားကိုပြစ်မှားသောတင်တို့ဤအဖာများညီကိုများကဲ့သို့မပြုကြနှင့်ပြစ်မှားသောထိုသူတို့ကိုတင်တို့မြင်သည့်အတိုင်း တုတ်တင်ပဲရှင်းခြင်းတို့အတော်မူပြီးတင်တို့အဖများကဲ့သို့ခိုင်မာသောသဘောမရှိကြနှင့်ထာဝရဖျား၌ကိုကိုအံ့နံကြလော့အစင်တန်ရှင်းစီတော်မူသောတန်ရှင်းရဌာနတော်သို့လာကြလော့ပြင်းစွာသောအမျက်တော်သည်တင်တို့မှလွဲသွားမည်အကြောင်းတင်တို့၏ဖျားသခင်ထာဝရဖျား၏အမှုတော်ကိုစောင့်ကြလော့တင်တို့သည်ထာဝရဖျားထံတော်သို့ပြန်လာလျင်တင်တို့၏ညီအကိုတာသမီတို့သည် တိမ်သွသောသူတို့ထံမှဂယုနာစိတ်နှင့်တွေ့ကြုံ၍ဤပြည်သို့တဖန်ပြန်လာကြလိမ့်မည်။သင်တို့၏ဖျားသခင်ထာဝရဖျားသည်ခြေဆုပြုကျင်သောသဘောတနာတတ်သောသဘောရှိသောကြောင့်သင်တို့သည် အထံတော်သို့ပြန်လာလျင်မျက်နာတော်ကိုသင်တို့မှ လွှဲတော်မမူဟုစာ၌ပါသည်။စာပို့လူလင်တို့သည်အေဖရင်ခရိုင်မနာရှိခရိုင်တလျှောက်လုံး ဇာဘူးလုံခရိုင်တိုင်အောင် တမျိုးမှတမျိုးတို့ပြေးကြ၏ကီသားတို့သည်ကြက်ရည်ပြူ၍ကဲ့ရဲ့ကြ၏တို့ရတွင်အာရှခရိုင်သားမနာရှိခရိုင်သားဇာဘူးလုံခရိုင်သားအချို့တို့သည်ကိုကိုနှိတ်ချ၍ယေရုရှလင်မြို့သို့လာကြ၏ယူဒပြည်သားတို့သည် ထာဝရဘုရားအမိန့်တော်အတိုင်းရှင်ဘီရင်နှင့်မူးမတ်တို့စီရင်သည့်အတိုင်း တညီတညွတ်တည်ပြုခြင်းသောစေတနာစိတ်ကိုဖရာသခင်တကူတော်ကြောင့်ရကြ၏ပတ်တခါပွဲတော်ကျင်းပခြင်းဒုတိယလတွင် အစူးမပွဲကိုခံလို့တော်မှာညစွာသောလူတို့သည်ယေရုရှလင်မြို့၌စည်းဝေးကြ၍အလွန်ကြီးသောပရိသတ်ဖြစ်လေ၏သူတို့သည်ထား၍ယေရုရှလင်မြို့၌ရှိသောယစ်ပလင်တို့ကို၎င်း နတ်တာပေါင်းမိရှုရာရစ်ပလင်ရှိသည်များတို့ကို၎င်းပယ်ရှင်း၍ကေဂျုံချောင်းထဲသို့ပြစ်ချကြ၏ဒုတိယလ34ရက်နေ့တွင်ပတ္တခာတူးတငယ်ကိုတတ်ကြ၏ရစ်ပရိုဟိတ်လေဝိသားတို့သည်တတိယ၍ကိုကိုတန်ရှင်းစေလျက်မိရှုရာရစ်တို့ကိုဗိမ္မာန်တော်ထဲသို့တွင်းကြ၏ဖျားသခင်ဤလူမောရှိပညာတရား၌စီရင်သောထုံးစံအတိုင်းမိမိတို့နေရာ၌ရက်နေလျက် ယေဘရောဟိတ်တို့သည်လေဝိသားတို့လက်မှအသွေးကိုယူ၍ဖျန်းကြ၏မတန်ရှင်းသောသူအများတို့သည်ပရိသတ်၌ပါသောကြောင့်ထိုမတန်ရှင်းသောသူရှိသမျှတို့ကိုထာဝရဘုရားဖူတန်ရှင်းစေခြင်းမှာပတ္တခါတူးတငယ်တက်ခြင်းအမှုကိုလေဝိသားတို့သည်ဆောင်ရကြ၏မြားစွာသောလူတီးဟုသောအေဖရိမျိုးမနာရှေမျိုးဣတခါမျိုး ဇာဘူးလုံမျိုးသားများတို့သည်ကျန်းစာ၌ပါသောတရားသူမလိုက်ကိုကိုမတန်ရှင်းစေပဲပတ္တခါတူးတငယ်ကိုစားကြ၏တို့ရတွင်ဟေစကိကတန်ရှင်းရဌာနထုံးစံအတိုင်းတန်ရှင်းခြင်းမရှိတော့လေဘူဘီတို့၏ဖျားသခင်ထာဝရဖျားကိုစိတ်ကက်ခြင်းမှာတဘောကြသောသူအပေါင်းတို့၏အပြစ်ကိုကောင်းမြတ်သောထာဝရဖျားသည် ွတ်တော်မူပါစေသောဟုထိုသူတို့ဖို့ဆုတောင်းသဖြင့်ထာဝရဖရာသည်ဟေဇာကိစကားကိုနားထောင်တော်မူ၍လူများတို့ကို ချမ်းသာပေးတော်မူ၏ယေရုရှလင်မြို့၌စီဝေသောဣတရေလအမျိုးသားတို့သည်ခုနှစ်ရက်ပတ်လုံးအလွန်ရှင်လန်းသောစိတ်နှင့်အဆူးမပွဲကိုခံကြ၏ယေပရောဟိတ်လေဝိသားတို့သည် အတန်ကျယ်သောတူရိယာမျိုးကိုတိမုတ်လျက် နေညမပြတ်ထာဝရဖရာအားထုံးမနာတခြင်းဆိုကြ၏ဒုတိယအကြိမ်ပွဲတော်ကျင်းပခြင်းထာဝရဖရာ၏တရားတော်မြတ်ကိုတုံသင်သောလေဝိသားပေါင်းတို့ကို ဟေဇာကိသည်အဘိဓောစကားနှင့်နှုတ်ဆက်သဖြင့်သူတို့သည်ခုနှစ်ရက်ပတ်လုံးပွဲခံစဉ်ခါစားတောက်လျက်မိတ္တဟာယပူဇော်တကားကိုပြုလျက် ဘူပေတို့၏ဖျားသခင်ထာဝရဖျားအားတောင်းပန်လျက်နေကြ၏စီဝေးတော်သူအပေါင်းတို့သည်ခုနှစ်ရက်ထက်၍ပွဲခံခြင်းကတိုင်ပင်ပြီးမှ ရွှင်လန်းသောစိတ်နှင့်ခုနှစ်ရက်ထက်၍ပွဲခံကြ၏ယူဒရှင်ဘရင်ဟေဇက်ကီသည်နွားတစ်ထောင်နှင့်တိုးခုနှစ်ထောင်တို့ကို၎င်းမူးမတ်တို့သည်နွားတစ်ထောင်နှင့်တိုးတထောင်ကို၎င်းစီဝေးတော်သူတို့အားပေးကြ၏များစွာသောယေဘုရောဟိတ်တို့သည် ကိုကိုတန်ရှင်းစေကြ၏ရှစ်ပရိုဟိတ်လေဝိသားတို့နှင့်တကွာယူဒပရိသတ်များဣသရီလပြည်မှလာသောပရိသတ်များယူဒပြည်၌နေသော တပါးမျိုးသားဣသရီလပြည်မှလာသောတပါးမျိုးသားတို့သည်ဝမ်းမြောက်ဝမ်းသာကြ၏ထို့သောယေရုရှလင်မြို့၌ကြီးစွာသောဝမ်းမြောက်ခြင်းရှိ၏ဣသရီလရှင်ဘုရင်ဒါဝိသားရှောလမုန်လက်ထက်မှသည် နောက်တဖန်ယေရုရှလင်မြို့၌ထိုမြလောက်ကြီးစွာသောဝမ်းမြောက်ခြင်းမရှိထိုအခါယေပရောဟိတ်လေဝိသားတို့သည်ထား၍လူများတို့ကို ကောင်းကြီးပေးကြ၏သူတို့စကားတန်ကိုဖျားသခင်ကြားတော်မူ၏တန်ရှင်းသောကျင်းဝတ်တော်မူရာကောင်းကင်ဘုံသို့ပထနာစကားတက်လေ၏ယာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး37ဟိဇကီ၏ပြုပြင်ပြောင်းလဲမှုများ ထိုအမှုလက်ဆတ်သောအခါစီဝေသောဣတရီလာလူအပေါင်းတို့သည်ယူဒမြို့များသို့ထွက်သွား၍ယူဒပြည်ဗင်ယာမိန်ပြည်အေဖရိမ်ပြည်မနာရှေပြည်အရရ၌ရှိသောယုတ်တုစင်တုအာရှရပင် မြင့်သောအရရစ်ပလင်ရှိသများတို့ကို ရှင်းရှင်းမဖြည့်စည်းမိတိုင်အောင် ချိုးဘက်ခုန်လဲဖြူချကြ၏ထိုနောက်မှ ဣတရီလအမျိုးသားအပေါင်းတို့သည်အတီးတီးပိုင်ထိုက်သောနေရာမျိုးရွာတို့သို့ပြန်သွားကြ၏ရှိပရောဟိတ်လေဝိသားတို့သည်အတီးတီးဆောင်ရသောအမှုကို အလှည့်တင်သည့်အတိုင်းဆောင်လျက်ထာဝရဖျားကျင်းဝတ်တော်မူသောဌာနတော်တကားအတွင်း၌မိရှိုရာယင်းနှင့်မိတ္တဟာယရစ်ကိုပူဇော်ခြင်းအမှုတော်မျိုးကိုစောင့်ခြင်းကျေးဇူးတော်ကိုဝန်ခံခြင်းထောမနာတခြင်းဆိုခြင်းအမှုကိုပြုစေခြင်းပါ ဟိဇတိခန့်ထားတော်မူ၏။ထာဝရဘုရား၏ပညတိကျမ်းသာရေးထားသည့်အတိုင်းနေ့ရက်အစဉ်နနက်အချိန်ညဦးချိန်ဥပုံနေ့လဆန်းနေ့ဓမ္မပွဲနေ့တွင်မိရှုရာရေးပူဇော်စေရဖို့ဗန္နာတော်ရဲကဥစ္စာတဖို့ကို ထုတ်၍လူတော်မူ၏။ရှစ်ပရောဟိတ်လေဝိသားတို့သည်ထာဝရဘုရား၏တရားကိုစူးစမ်း၍တုံ့တင်စေခြင်းမှာယေရုရှလင်မြို့၌နေတော်သူတို့သည် ဥစ္စာတဖို့ကိုလူရမည်ကြောင်းမိန့်တော်မူ၏ထိုအမိန့်တော်ကိုဣတရီလအမျိုးသားတို့သည်အနှံ့ပြကြားသိကြသောအခါအူတီသောစပါစပြည့်ရီစီပြားရီအစရှိသောမြေတီးနှံကို၎င်းအခြားသောဥစ္စာရှိသည်များဆယ်ဘူးတဖို့ကို၎င်းများစွာဆောင်ခဲ့ကြ၏ယူဒာမျိုးတို့၌နေသောဣတရီလအမျိုးနှင့် ယူဒအမျိုးသားတို့သည်လည်းသူနွားဆယ်ဖို့တဖို့ကိုလည်းကောင်းသူတို့ဤဖျားသခင်သာဝရဖျားအားပူဇော်၍တန်ရှင်းသောဥစ္စာဆယ်ဖို့တဖို့ကိုလည်းကောင်းဆောင်ခဲ့၍အတီးတီးပုံထားကြ၏တတိယလတွင် ပုံထားစားပြု၍တတမလတွင်လက်ဆက်တကြ၏ပုံထားသောဥစ္စာကိုဟေဇက်ကိနှင့်မူမတူသည်လာ၍မြင်သောအခါ ထာဝရဘုရားနှင့်ဘုရားသခင်၏လူဣတယီလမျိုးကိုကောင်းကြီးပေးကြ၏ထူကုံထားသောဥစ္စာအကြောင်းကိုဟေဇကိဒီရှီဘရိုဟိတ်လေဝိသားတို့၌မေးမြန်းလျင်စာတုအမျိုးရှီဘရိုဟိတ်အကြီးအာဇရိကပူဇော်တကားတို့ကိုဗိမ္မာန်တော်သို့ဆောင်ကဲစာပြုသောနောက်အကျွန်ုပ်တို့စားလောက်အောင်ရှိသည်တမကများစွာကြံကျွင်းတတ်ပါ၏ထာဝရဘုရားသည် မိမိလူတို့ကိုကောင်းကြီးပေးတော်မူသောကြောင့်ပုံထားသောဤဥစ္စာများသည်ကြံ့ကျွန်းလျက်ရှိပါသည်ဟုလျှောက်ကြ၏ထိုအခါဗိမ္မာန်တော်၌ဗန္နာတိုက်တို့ကိုပြင်ဆင်စေမိကြောင်းဟေဇက်ကိမိတော်မူသည့်အတိုင်းပြင်ဆင်၍လူသောဥစ္စာဆေဘုတ်တပုဥစ္စာပူဇော်သောဥစ္စာများကိုတရားနှင့်အညီတွင်ထားကြ၏လေဝိတာကောနာနီတီတိုက်အုပ်သူဤညီရှိမိသည် တိုက်စည်ဖြစ်၏ရေဟေလာအာစီနာဟအတာဟေလာဂျေရီမုတ်ဂျောဆဖက်အီလီလာအီတမခိမာဟဗီနာယာတို့သည်လည်းဟေစကိမင်းကြီးနှင့်ဗိမ္မာတော်အိုအာဇရီစီရင်သည့်အတိုင်းကောနနီနှင့်သူ၏ညီရှိမိတို့သည်အစေခံ၍ကြိရှုပြုစုရကြ၏အရှိတကားမူ လေဝိသားအိမနတာကောရာသည်ထာဝရအရှင်ဖျားသခင်အားလူဒန်းပူဇော်သောဥစ္စာအလွန်တန်ရှင်းသောဥစ္စာများကိုဝိဖန်ရသော အမှုအုပ်ဖြစ်၏ကောရာလက်ထောက်အီဒင်ဗိယာမိန်ဂျောရှုရှေမာယအာမရီရှေဂနီတို့သည်လည်းရှေပရော ဟိတ်နေရမျိုးလို၌အရာခံသည့်အတိုင်း တင်းဖွဲ့သောညီကိုအကြီးငယ်တို့အားပေးဝေရကြ၏တင်းဖွဲ့သည့်အတိုင်းဗိမာန်တော်သို့ဝင်၍အမှုတော်ကိုစောင့်တော်သူစည်ရင်ဝင်သည့်အတိုင်းအသက်သုံးနှစ်လွန်သောယောက်ျားအပေါင်းတို့အား၎င်းအဆွေမျိုးလိုက်စည်ရင်ဝင်၍အသက်20လွန်သဖြင့်တင်းဖွဲ့သည့်အတိုင်းအမှုတော်စောင့်တော်ရှစ်ပရောဟိတ်လေဝိသားတို့အား၎င်း တစ္ဆာဆောင်၍ကိုကိုတတ်ရှင်းစေတော်ထိုသူတို့၏သားများသူငယ်မှစ၍ပရိသတ်အနှံ့ပြားစည်ရင်ဝင်သည်မသောသူတို့အားလည်းကောင်းနေ့ရက်အစဉ်တိုင်းပေးဝေရကြ၏ထိုသူအထက်ဆိုခဲ့ပြီးသောသူတို့သည်ရှစ်ပရောဟိတ်လေဝိသားနေစရာဘုခွဲထားသောမြို့နယ်တို့၌နေသောအာရုံသာရှစ်ပရောဟိတ်ယောက်ျားစည်ရင်ဝင်သောလေဝိသားအပေါင်းတို့အားလည်း ေးဝေရကြ၏ထိုသောဟေဇကိသည်ယူဒပြည်တလျှောက်လုံးတွင်စီရင်၍မိမိဖျားသခင်သာဝရဖျားရှိတော်၌ကောင်းသောအမှုကြောက်မတ်သောအမှုတမန်တရားအမှုတို့ကို ပြုတော်မူ၏မိမိဖျားသခင်ကိုစီကက်လျက်ဗိမာန်တော်တရားတော်ပြညတ်တော်တို့ဖို့အမှုဆောင်စားပြုလျာရ၌စိတ်နှလုံးအကျွမ်းမဲ့ပြု၍အကြံထမ်းမြောက်တတ်၏ ။ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး32တနာခရိတ်တိုက်ခိုက်ခြင်းထိုမှုများတို့ကိုလက်ဆက်တတ်သည့်နောက်အာရှူရီရှင်ဘရင်တနာခရိတ်သည်ယူဒပြည်သူစစ်ချီ၍ခိုင်ခံ့သောမျိုးတို့ကိုဝိုင်းထားလျက်တိုက်ယူခြင်းကအထုတ်လေ၏။ထိုသို့တနာခရိတ်သည်လာ၍ဂျေရုရှလင်မြို့ကိုတိုက်မိအကြံရှိကြောင်းကိုဟေဇက်ကီသည်သိမြင်လျက် မြို့ပြ၌ရှိသောဆိုင်းရီကိုဖျက်ခြင်းမှာမူးမတ်စစ်သူကြီးတို့နှင့်တိုင်ပင်၍သူတို့သည်ဝိုင်းလုကြ၏အာရှုရိရှင်ဘုရင်တို့သည်လာ၍ညားစွာသောရေကိုအဖဲကြောင့်တွေ့ရမည်နည်းဟုလူများတို့သည်ဆိုလျက်စုဝေး၍ဆိုင်းရီတွင်ရှိသည်များကိုပိတ်ကြ၏ဒီအလယ်၌စီးသောချောင်းရီကိုလည်းဖျက်ကြ၏ဟေဇက်ကီသည်လည်းကိုကိုခိုင်ခန့်စေ၏ ပြူသောမျိုးရိုးရှိသမျှကို ပြုပြင်၍ရဲတိုက်တို့နှင့်တညီတီတီဤပြည်မျိုးရိုးကိုလည်းတီဤဒါဝိမျိုး၌မေလောရဲတိုက်ကိုလည်းပြုပြင်၍များစွာသောလှန်လက်နှက်တိုင်းလွားတို့ကိုလည်းလှုပ်လွေဤလူများတို့တွင်တက်မှုတို့ကိုခံထား၍မျိုးလမ်းမ၌စူဝေးစေသဖြင့်အာပိသောစကားကိုပြောလျက်ခွန်အားယူ၍ရဲရင်ချင်းရှိကြလော့အာရှူရီရှင်ဘရင်နှင့် သူ၌ပါသောအလုံးအရင်အပေါင်းတို့ကြောင့်မကြောက်ကြနှင့်စိတ်မပြတ်ကြနှင့်ငါတို့ဘက်၌နေသော သူတို့သည်သူဘက်၌နေသောသူတို့ထက်သာ၍များကြ၏သူဘက်၌လူလက်ယုံရှိ၏ငါတို့ဘက်၌ထောက်မ၍စစ်ကူတော်မူသောငါတို့၏ဖျားသခင်ထာဝရဖျားရှိတော်မူသည်ဟုမိန့်တော်မူ၏လူများတို့သည်ယူဒရှင်ဘရင် ဟေဇာကိ၏စကားကိုကူးစားကြ၏ ထိုနောက်အာရှူရီရှင်ဘုရင်တနာခရိတ်သည်ဘူချေပေါင်းလို့နှင့်တကွလာခိရှမြို့ကိုဝိုင်းထားစဉ်တွင်မိမိကြော်ချို့ကိုယေရုရှလင်မြို့ယူဒရှင်ဘုရင်ဟေဇာကိထံသို့လည်းကောင်းယေရုရှလင်မြို့၌ရှိသောယူဒလူပေါင်းတို့ရှိရာသို့လည်းကောင်းဆေလို့၍အာရှူရီရှင်ဘုရင်တနာခရိတ်မိတော်မူတီကားတင်တို့သည် ယေရုရှလင်မြို့၌ဝိုင်းထားခြင်းကိုခံခြင်းကအဘယ်သို့ခိုလုံကြသနည်းဟေဇက်ကိကငါတို့ဤဖျားသခင်သာဝရဖျားသည်ငါတို့ကို အာရှုရိရှင်ဘရင်လက်မှကယ်လွတ်တော်မူမည်ဟုဆိုလျက်မုတ်သိချင်းရင်းငှက်ခြင်းအဖြစ်အတေခံရသည့်တိုင်အောင်ကိုကိုဆုံးပစ်စေခြင်းကတင်တို့ကိုဖျားယောင်းသည် မဟုတ်လော ထိုဟေဇက်ကိသည် ထာဝရဘုရား၏မြင့်သောအယက်ဌာနနှင့်ယစ်ပလင်တို့ကိုပယ်၍တင်တို့သည်တခုတည်းသောယစ်ပလင်ရှိမှကူးကွယ်ရမည်ထိုယစ်ပလင်ပေါ်မှနန်းတာပေါင်းကိုမိရှုရမည်ဟုယူဒပြည်သူယေရုရှလင်မြို့သားတို့ကိုမိန့်တော်မူပြီးမဟုတ်လောငါနှင့်ငါဘူပေတို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌အဘယ်သို့ပြုသည်ကိုတင်တို့မသိကြသလောအတိုင်းတိုင်းအပြည်ပြည်ဖျားတို့သည် မိမိတို့ပြည်များကိုငါလက်မှကယ်လွတ်ခြင်းကတက်ဆွမ်းနိုင်တယ်လို့ငါဘူပေအကုံစင်ဖြစ်စီတော့တိုင်းနိုင်ငံတို့ဤဖျားတို့တွင်အဘယ်မြည်သောဖျားသည်မိမိပြည်ကိုငါလက်မှကယ်လွတ်ဖူးတနည်းတင်တို့ဤဖျားသည်တင်တို့ကိုငါလက်မှဘယ်သို့ကယ်လွတ်မည်နည်းသူဖြစ်၍ဟေဇကီသည်တင်တို့ကိုမလဲစားစေနှင့်ထိုးတို့မဖျားယောင်းစေနှင့် သူ့စကားကိုမယုံကြနဲ့အခြားသောတိုင်းနိုင်ငံ၌ကူးကွယ်သောဖျားမိများသည်မိမိပြည်ကိုငါလက်မလကောင်းငါဘိုးဘေးလက်မလကောင်းမကယ်မလွတ်နိုင်ထုံမြမကတင်တို့ဤဖျားသည်တင်တို့ကိုငါလက်မမကယ်မလွတ်နိုင်ဟုမာလိုက်လေ၏သူကျွန်တို့သည်သာဝရအရှင်ဖျားသခင်တစ်ဖက်ဖျားသခင်ဤဂျုံဟေစာကီတစ်ဖက်၌တာ၍ပြောဆိုကြ၏ထုံမတကား အခြားသောတိုင်းနိုင်ငံဖျားရုသည်မိမိလူများကိုငါလက်မမကယ်မလွတ်နိုင်သည်မိတူဟေဇက်ကီကိုကိုွယ်တော်ဖျားသည်သူဤလူများကိုငါလက်မမကယ်မလွတ်ရဟုဣတရေလအမျိုး၏ဖျားသခင်ထာဝရဖျားကိုကဲ့ရဲ့ပြစ်တင်သောစာကူရေး၍ပေးလိုက်သည်ဤတဖန်မြို့ရိုးပေါ်မှရှိသောယေရုရှလင်မြို့သားတို့ကို ချင်းချောက်နှောက်ရှက်၍မြို့ကိုတိုက်ယူနိုင်အောင် ယူဒဘာသာစကားအဖြစ်ကျဲသောအတန်နှင့်ကြွေးကြော်ကြ၏လူတို့လက်ဖြင့်လှုပ်သောဖျားမြေကြီးသားများကူးကွယ်သောဖျားတို့နှင့်ယေရုရှလင်မြို့ဖျားသခင်ကိုရော၍ကဲ့ရဲ့ကြ၏ထိုအကြောင်းကြောင့်ဟေဇာကိမင်းကြီးနှင့်အာမုတ်သားပရောဖက်ဟေရှာယသည်ဆုတောင်း၍ကောင်းကင်ဘုံသို့ဟစ်ခေါ်သည်ဖြင့်ထာဝရဖျားစီလွတ်တော်မူသောကောင်းကင်တမန်သည် အာရှု၏ရှင်ဘုရင်တက်၌ခွန်အားကြီးသော သူရဲများတက်မှုစစ်ကဲများအပေါင်းတို့ကိုတုတ်တင်ပယ်ရှင်းလေ၏ရှင်ဘုရင်သည်မျက်နှာပြက်လျက်မိမိပြည်သို့ပြန်သွား၏မိမိဖျား၏ဗိမာန်သို့ရောက်သောအခါမိမိသားရင်းတို့သည်ဓာနှင့်တက်ကြ၏ထို့သောထာဝရဖျားသည်ဟေဇက်ကိနှင့်ယေရုရှလင်မြို့သားတို့ကို အာရှုရီရှင်ဘရင်လက်မှလကောင်းအခြားသောယန်သူလက်မှလကောင်းကဲလှုပ်၍အရရ၌စောင့်မတော်မူ၏အများသောသူတို့သည်ယေရုရှလင်မြို့သို့ထာဝရဘုရားအဖို့ကူးသောတကားကို၎င်းယူဒရှင်ဘရင် ဟေဇက်ကိထံသို့လက်ဆောင်ပနာကို၎င်းဆောင်ခဲ့ကြသဖြင့်ဟေဇက်ကိသည်ထိုကာလမှစ၍ခတ်သိမ်းသော လူမျိုးရှေ့မှဖုန်ကြီးတော်မူ၏ဟေဇက်ကိဖြားနာခြင်း ထိုကာလအခါဟိဇကိမင်းသည်ဒေနာဆွေ၍ထာဝရဘုရားအားဆုတောင်းသဖြင့်ယာဒိတ်တော်နှင့်ထူဆန်းသောတကူတော်ကိုခံရ၏တို့ရတွင်ဟိဇကိသည်မိမိခံရသောဂျေဇုတော်နှင့်အထိုက်အလျောက်မကျင့်ထောင်လွှားသောစိတ်ရှိ၏ထိုကြောင့်သူ၌လည်းကောင်းယူဒပြည်နှင့်ယေရုရှလင်မြို့၌လည်းကောင်းအမျက်တော်ထွက်လေ၏တို့ရတွင် ဟေဇကိသည်မိမိစိတ်ထောင်လာသောအဖြစ်ကြောင့်ယေရုရှလင်မြို့သားတို့နှင့်တကွကိုယ်တိုင်ကိုယ်ကိုနှိမ့်ချသောကြောင့်လက်ထတော်ကာလတွင်ထာဝရဘုရား၏အမျက်တော်မတက်ရောက်ဟေဇကိ၏ကြွယ်ဝခြင်းနှင့်ကုန်အတည်းရေဟေဇကိသည်များစွာသောစီးစိမ်ဥစ္စာကုန်အတည်းရေရှိ၏ရွှေငွေကြောင်မြတ်နန်းသာမျိုးဒိုင်းလွား နှမျောပွေသောတစားသူထားရဗန္နာတိုက်များကို တီလေ၏စပယ်ကြီးများစီစပြည့်ရီသူထားရတိုက်များတိရစ္ဆာန်မျိုးတင်းကုန်များဒိုးချံများကိုလည်းလှုပ်လေ၏ကိုဖိုမျိုးတို့ကိုတီး၍များစွာသောတိုးမားတို့ကိုလည်းစီးပူးလေ၏ဖျားသခင်သည်များစွာသောဥစ္စာကိုပေးသနာတော်မူ၏ထိုမှတပါဟေဇာကိသည် ဂီဟုံအထက်ချောင်းရီကိုပိတ်၍ဒါဝိမျိုးအနောက်သို့တက်တက်စီးစေ၏ထိုတို့ဟေဇာကီတီပြုလျာရာ၌အကြံထမ်းမြောက်၏တို့ရတွင် နိုင်ငံတော်၌ဖြစ်သောအံဖွဲသောအမှုကိုမေးမြန်းစေခြင်းမှာဘာဘူးလုံမင်းတို့သည်တန်တမန်ကိုဆေလွတ်သောအမှုမှာဟေဇာကီမင်း၏တဘောကိုအကုန်စင်တိခြင်းကဖျားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏ဟေဇာကိဤနန်းတက်ကုံဆုံးခြင်းဟေဇာကိပြုမှုသောအမှုအရာကျွင်းလေသည်များတို့နှင့်ဂျေဇုပြုခြင်းအရာသည် အာမုဒါပရောဖက် ဟေရှာယဤယူပါယုံချမ်းယူဒယာဇဝင်ဤတေလာယာဇဝင်၌ရေးထားလျက်ရှိ၏ဟေဇာကိသည်ဘူဘီရုနှင့်အိပ်ပျော်၍ဒါဝိဤသားတော်မြေတော်ကိုတင်ချိုင်းတွင် အမျက်ဆုံးသောတင်းချိုင်း၌တချို့ချင်းကိုပြုလေ၏ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့သည်ဟေဇာကိအနေဆာရောက်သောအခါဂုံအတရေတော်ကိုချီးမြောက်ကြ၏တားတော်မနာရှိသည်ခမဲတော်အရာ၌နန်းထိုင်၏ထာဝရဖျား၏ခြေဆုတော်အပေါင်းကိုဝန်ခံချီးမွမ်းတတ်သောမိတ်ဆွေတို့၌ဖျားသခင်၏မျက်နှာသာပေးခြင်းသည် အစင်တီနေပါစေတော့အာမင်